ကဲ breaking news လို့ပဲပြောရမလားဗျာ။တော့ကျွန်တော်တို့ Man City အတင်းကတော့ဒါဂျာမန်ကွင်းလယ်ကစားသမားဖြစ်တဲ့ Wes ကိုခေါ်ယူဖို့အတွက်ဒါသူ့ရဲ့မိဘတွေကို Manchester မြို့ကိုကျွန်တော်တို့ဖိတ်ခေါ်လိုက်တယ်လို့သိရတယ်။အခုဆိုရင်ဒါ Wes ရဲ့ဒါမိဘနှစ်ပါးတွေကကျွန်တော်တို့ဒီ Wes အမ် Manchester မြို့ရောက်ရှိနေပြောတာ Man City ရဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးရမယ်လို့သိရတယ်။ဘာလို့ဆွေးနွေးမလဲဆိုတော့ပြောင်းရွှေ့ခြင်းကိစ္စလက်မှတ်ထိုးခြင်းကိစ္စပြီးရင်ကျွန်တော်တို့လာဆိုင်ကိစ္စပေါ့ဗျာ။ဒါမျိုးတွေကျွန်တော်ဆွေးနွေးရမယ်လို့သိရတယ်။ကျွန်တော် Guardiola နဲ့ဒီကွင်းလယ်ကစားသမားကို ကဗန်ဒီဘရိုင်းရဲ့နေရာမှာအစားထုတ်မှုရည်ရထားရလို့တည်ရတယ်။ပြီးရင်နောက်ထပ်ကြားတရားဒင်နဘိုးရတာဝက်စ်နဲ့ဂွာရီယိုလာတော့ဖုံးနေအချိန်ချင်းခါခါပြောပြီးတွားရလို့တည်ရတယ်။အဓိကတော့မန်စီးတင်းကိုလာဖို့အတွက်ပေါ့နော်။အဲ့တော့ ကျွန်တော်မန်စီးတင်းကိုလာဘူးကကျွန်တော်ပြန်ဘက်ဖြစ်ရှိနေတာကဒါဘိုင်ယန်မြူးနစ်ဗျအဲ့တော့ဘလို့ဖြစ်နေလဲဆိုလို့ရှင်ဝစ်ကဘိုင်ယန်မြူးနစ်ကိုပြောင်းခြင်းတယ်ဗျာအဲ့တော့ဒါသူ့ရဲ့ဂျာမန်မြေမှာပဲဗောနော်ဂျာမနီမှာပဲသူကစားခြင်းတယ်ဝစ်ကကျွန်တော်တို့ဘိုင်ယန်လဲကျွန်တော်ဝစ်ကိုခေါ်ခြင်းတယ်အဲ့တော့ပြဿနာဘာလဲဆိုလို့ရှင်လေဗာကူဆင်ကကျွန်တော်တို့ဝစ်ကိုဒါဘိုင်ယန်တင်းကိုမရောင်းခြင်းဘာလို့လဲဆိုတော့ဒါသူပြိုင်ဘက်တည်ဗျာ အဲ့တော့ဘိုင်ယန်ကဂျာမန်တင်းကကောင်းတဲ့ကောင်တွေကိုတယောက်ပြီးတယောက်ခေါ်ရပြီးတော့ဒါအတင်းငယ်လေးတွေစီရနေပြီးတော့ကောင်းတဲ့ကောင်တွေဆွဲစားတယ်အဲ့အတင်းငယ်လေးတွေကဖြည်းချင်းအားနဲ့လာကြရဲ့ဗျာအဲ့လိုမျိုးပေါ့နော်အဲ့တော့လီဗာကူစင်ကတို့တင်းအားနဲ့တွားရင်တောင်ဒါဂျာမန်တင်းကိုဒီဘိုင်ယန်မြူနစ်အတင်းကိုအင်အားကြီးတဲ့အတင်းဖြစ်မဖြစ်စေချင်ဘူးဗျာအဲ့တော့ဝစ်ကိုမရောင်းချင်ဘူးအဲ့တော့ဇေးကိုဘလိုတောင်ခေါ်ထားလဲဆိုတော့ဒီ ဘိုင်ယန်တို့ပါလို့ခေါ်လို့ရှိရင်တန်150တကယ်လို့ပြီးပါကလပ်ပေါ့နော်ဂျာမနီနိုင်ငံရဲ့ပြီးပါကလပ်ဒီအင်္ဂလန်တို့အီတလီတို့ဘက်ကနေခေါ်လို့ရှိရင်ကျွန်တော်တန်100ဆိုပြီးတော့ဈေးနှုန်းတက်မှတ်ထားတယ်အဲ့တော့ကျွန်တော်ဒီစက်ဝင်စားဖို့ကောင်းတာအခုလောလောဆယ်မှာလက်ရှိချိန်မှာလှုပ်ရှားနေတာကမန်စရီတင်းနဲ့ဘိုင်ယန်မြူးနစ်ပဲအဲ့တော့ဘလို့ဆက်ဖြစ်မလဲတော့မသိဘူးနော်အဲ့တော့မန်စရီတင်းရောလက်ရှိချိန်မှာပို့ပြီးတော့အလေးသာသွားပြီလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ဒါ True ရဲ့မိဘနှစ်ပါးကိုဒါမန်ချက်စတာမြို့ခေါ်ပြီးတော့ကျွန်တော်ပြောင်းရွှေ့ကြီးကိစ္စတွေဆွေးနွေးတော့မယ်ဆိုတော့ ဘာဖြစ်ဘိုင်မြူနစ်တက်တော့နည်းနည်းလေးချီလန်းတာတော့လို့ပြောလို့ရတယ်ဒါပေမဲ့ဒါဝစ်ကိုရပြီလားဆိုတော့မရသေးဘူးပေါ့နော်ဒါဝစ်ရဲ့ဆန္ဒလည်းလိုရတယ်ဒါမက်ဆီတင်းကိုပြောင်းရွှေ့ခြင်းလားဂွာဒီယိုလာရဲ့လက်အောက်မှာကစားခြင်းလားဆိုတော့ဒါသူ့ရဲ့ဆန္ဒကလည်းအရေးပါနေတဲ့အတွက်ကျွန်တော်တို့ဝစ်ကိုခေါ်ယူဖို့အတွက်ကတော့အနေငယ်ခက်ခဲနေတယ်လို့သိရတယ်အဲ့တော့ဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်မကြခင်မှာပဲကျွန်တော်ဝစ်ရဲ့ပြောင်းရွှေ့ရတဲ့င်းထူလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကိုရောဝစ်ကိုကြိုက်လားဝစ်ကိုမက်ဆီတင်းကိုရောက်စေခြင်းလားကွန်မန့်မှာတစ်ချက်လောက်ရေးထားပေးကြပါဦး